ုံးဝမင်္ဂလာပါကျမတို့ဘာမတ်ဗီဂျေရနေကြီးထပ်ဖြစ်ပါတယ်ရှင်ကျမတို့အခုရောက်ရှိနေတဲ့နေရာကတော့လန်ဒန်မှာရှိတဲ့ Westminster Magistrate Court ကိုပဲရောက်ရှိနေတာဖြစ်ပါတယ်ရောက်ရှိနေရတဲ့အကြောင်းရင်းကတော့စစ်ကောင်စီဘက်ကနေပြီးတော့မြန်မာတန်မတ်ဟောင်းဦးကျော်စွာမင်းကိုမြန်မာ House မှာတရားမဝင်ကျူးကျော်ဝင်ရောက်နေထိုင်မှုနဲ့တရားစွဲဆိုထားလို့ဖြစ်ပါတယ်ဒီအရင်ကစုံဖြတ်ဘူး19ရက်နေ့စက်တင်ဘာကိုယူလိုက်တယ် ိုင်းနေပြန်လာပါဘူးနော်ဟုတ်ကဲ့မလာရင်ဖမ်းခံအာဒီအမှုခွဲကတနည်းအမှုကပေါ့နော်တနည်းခွဲကြော်ပြီးဖြစ်တဲ့အတွက်ဒီတရားရုံးအစင်ကြီးရောက်လာတဲ့ပုံပြောပြပေးပါဩဒါတော့ဥစားပါသူတို့ရဲ့အဆုံးဖြတ်ပါပဲကျွန်တော်တို့ဘာမှမှတ်ချက်မရှိပါဘူးတရားရုံးကိုအာအန်ကော့အနေနဲ့အိမ်ကထွက်ပေးဖို့ဆုံးဖြတ်ချက်ချလိုက်မယ်ဆိုလို့ရှိရင်အကန်နေနဲ့ပါဆက်လုပ်ဖို့ဆုံးဖြတ်ထားရရှင်အာကျွန်တော်ဒီလာတာ၃ချက်ပေါ့ပရမတ်ချက်ကတော့အတော်နေဂျန်နရယ်ဥစားပါနော် ဆမ်မွန်လောက်တော့ဒီစားအနေနဲ့လာတာနောက်တော့အင်္ဂလိပ်ဆိုးရရဲ့ justice system ရဲ့ညတာမှုနဲ့အမှန်တရားကိုရှာဖွေဖို့အဲကျွန်တော်ကလာပြီးတော့အစ်စ်ခံတာနောက်တော့ဒီအင်္ဂလိပ်ဘယ်လိုပိုင်လဲဆိုတော့ကျွန်တော်သက်တည်ပြဖို့တာနောက်တော့မြန်မာနိုင်ငံသားတွေအတွက်ကိုကျွန်တော်လာတာပါကျွန်တော်တက်မရှိဘူးဟုတ်ကဲ့ပါရှင့်ဟုတ်ကဲ့နောက်တော့အင်္ဂလိပ် DA ရဲ့တော့ အဲ UK မှာရှိတဲ့မြန်မာ community ကိုပေးချင်တယ်လို့ Bamboo PPJ ကိုဖြေခဲ့ပြီပဲရှင်။အဲမဖြစ်လာခဲ့ဘူးပေါ့နော်။ဒါကြောင့်လည်းလုပ်ဖြေပေးလို့ရမှာရှင်။ဟုတ်တော့သူတို့မေးမှရမှာ။ကျွန်တော်တို့မသိဘူး။နော်။ Thank you. ကျမကိုယ်တိုင်လည်းဒီတရားရုံးထဲကိုဝင်ရောက်ကြားနာခဲ့ပါတယ်။စစ်ကောင်စီဘက်ကဘယ်သူမှလာရောက်အာကြားနာခြင်းမရှိပါဘူး။ဒီနေ့ဦးကျော်စွာမင်းကိုတရားသူကြီးက ဝင်နေအိမ်ဝင်ရောက်ကျူးကျော်မှုကိုအပြစ်ရှိကြောင်းမရှိကြောင်းမေးတဲ့အခါမှာဦးကျော်စွာမဲအနေနဲ့အပြစ်မရှိဘူးလို့ဖြေကြားခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့လာမယ်ဇူလိုင်22ရက်နေ့မှာရှိသမျှတက်တဲ့အထောက်အထားအကောင်အပီးစီကိုတင်ရမှာဖြစ်ပြီးတော့19ရက်နေ့စက်တင်ဘာမှာတော့အာ City of London Magistrate Court မှာမနက်9:00ခွဲမှာစပြီးတော့တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။